ကျမချမိတ်ရှိခုနှစ်တသမီအားလုံးမင်္ဂလာပါနော်ကျမချမိတ်ရှိခုနှစ်တသမီဒီကိုမနှက်ဖြန်တပေါင်းလာပြည့်နေမနှက်ဖြန်လို့နေဒူးနေမြအခါတမရလေးမှာပြုလုပ်တဲ့လွယ်ကူရိုးရှင်းပြီးတော့ တကယ်ကိုထိရောက်စေတဲ့ပေါ့နော်ရေဒီယာလေးတစ်ခုကိုပြပြပေးရမှာပဲဖြစ်ပါတယ်ဒီရေဒီယာလေးကိုပြုလုပ်လိုက်ခြင်းဖြင့်မိမိတို့ရဲ့လူမှုရေးကိစ္စတွေ၊ကျန်းမာရေး၊စီးပွားရေး၊ပညာရေးအဆက်ဆက်ရေးကမိမိရဲ့ကိစ္စအဝဝတွေမှာဒီထက်မကအဆင်ပြေစေမယ်၊အောင်မြင်စေမယ်၊တိုးတက်စေမယ်မိမိရဲ့ဖုံးကန်နေရလဲဒီထက်မကမြင့်မားစေပြီးတော့လက်လက်ဘက်တွေကလည်းဒီထက်မကပွင့်လန်းစေမှာပဲဖြစ်ပါတယ်နောက်ပြန်ကြလို့ရှိရင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုမိမိကဖလားတစ်လုံးနဲ့ကိုပေါ့နော်ဖလားတိတိဆိုရင်ရတယ်ဖလားအသေးလေးတစ်လုံးနဲ့ကိုမိ မီးကပေါက်ပေါက်ပြည့်အရင်ဆုံးထည့်ထားရမယ်ပြီးရင်ပေါက်ပေါက်ပြည့်ထည့်ထားတဲ့အဲ့ဒီဖလားလေးတွေကိုပေါ့နော်အုံချောင်းညွတ်စိုက်ရွေးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုစက္ကလူရန်ပေးကြမှာပဲဖြစ်ပါတယ်ဒီလိုလေး မြေဆက်ပဲရှင်ကိုရိုမြကြီးကိုစက်ကက်လှူဒန်းရင်းနဲ့ပေါ့နော်မိမိရဲ့လူရင်ဆန္ဒတွေကိုဆူတောင်းပေးကြရမယ်ပြီးရင်မြေဆက်ပဲရှင်ကိုရိုမြကြီးရဲ့ဂုံတော်တွေတဲ့ကအရဟံဂုံတော်မြတ်နဲ့ဗတိကိုပတ်စိတ်ခါပူဇော်ကြရမှာပဲဖြစ်ပါတယ်ဒီလူလေးပြုတ်လို့လိုက်မယ်ဆိုရင်မိမိတို့မှာညံ့နေတဲ့ကန့်ညံ့ခိုက်တွေရှိရင်လည်းပြပြောက်သွားစေမယ်မိမိရဲ့လူမှုရေးကိစ္စတွေကျန်းမာရေးစီးပွားရေးပညာရေးအဆက်ဆက်ရေးမိမိရဲ့ကိစ္စအဝဝတွေမှာဒီထက်မကအစဉ်ပြေစီမယ်အောင်မြင်စီမယ်တူးတက်စီမယ်မိမိရဲ့ဖုံးကန်တွေကလည်းဒီထက်မကမြင်မားစီမှာပဲဖြစ်ပါတယ် လက်လက်ဘက်တည်းကလည်းဒီထက်မကပွင့်လန်းပြီးတော့မိမိတို့ကငွေဝင်ကျန်းစီမှာပဲဖြစ်ပါတယ်။မနေ့ပြန်အတွက် lucky color လေးကတော့အနီရောင်လေးပဲဖြစ်ပါတယ်။မနေ့ပြန်အတွက်တိကနန်း 6ကနန်း9ကနန်းနေရတော့မနှက်ပြန်ရဲ့ lucky ကနန်းလေးတွေပဲဖြစ်ပါတယ်။မနှက်ပြန်ကြရင် interview သွားပြီးတော့ဖြည့်ဆို့ကြမယ်ညီကောင်မောင်မတွေမိမိရအရေးတကြီးအလုပ်အကိုင်ကိစ္စနဲ့အပြင်ထွက်ဆရာရှိတဲ့ခုနှစ်ရက်သက်သမီးတွေမိမိရအယောင်အဝယ်ပြုတ်လုံနေတဲ့ခုနှစ်ရက်သက်သမီးတွေမိမိရငွေကြီးအရေးတကြီးကိစ္စနဲ့စကားပြောဆိုကြရမယ်ခုနှစ်ရက်သက်သမီးတွေဆိုလို့ရှိရင်မနှက်ပြန်ကြလို့ရှိရင်အဖြူရောင်မှိုင်းမှိုင်းအယောင်မျိုးကိုဝစ်ဆင်သွားတာမျိုးတွေအဖြူရောင်မှိုင်းမှိုင်းအယောင်ပါတဲ့ လက်ပံအိတ်ကိုကန်ဆောင်သွားတာမျိုးတွေကိုတော့လုံးဝရှောင်ကျဉ်တက်ပါတယ်။နက်ပြန်အတွက်အထူးကန်ကောင်းနေတဲ့နိမ့်နယ်လေးတွေကိုပြပြပေးရမယ်ဆိုလို့ရှိရင်တနင်္ဂနွေသတ္တမီတွေတောက်ကြသတ္တမီတွေစတပရိသတ္တမီတွေကတော့နက်ပြန်အတွက်အထူးကန်ကောင်းနေတဲ့နိမ့်နယ်လေးတွေပဲဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ကျွန်မနာမည်ကတော့ဆင်မအင်ဂျင်ချမ်းမို့ပါ။နောက်ပြီးလေးကျွန်မပြန်ဆုံမယ်နော်။ကျွန်မချင်းမစီခုနှစ်သတ္တမီတွေလည်းကိုစိတ်နှပြချမ်းမချမ်းသာလို့စီးပွားဥစ္စာများဒီလားတနေ့တခြားတိုးတက်အောင်မြင်ရရှိချမ်းသာပါစေလို့ကျွန်မဒီကနေ့ပြီးမြတ်တာပြဆုတောင်းပေးလိုက်ပါတယ်နော်။